စေတနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားပိုလေးကိုအားလုံးလည်းကြားဖို့ကြမှာပါဒီနေ့မှတော့အဲ့ဒီစကားပိုလေးကိုအခြေခံပြီးတော့စေတနာကောင်းရင်မိမဘရနိုင်တယ်ဆိုတာတွေ့ရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ channel လေးကို subscribe လုပ်ရတဲ့လေပြေးပေးခဲ့ကြပါဦးဗျာအပမ်းမကြည့်ဘူးဆိုရင်လက်အက comment လေးပါမှတ်ပေးခဲ့ကြပါဗျာအချက်မရှိဘူးဆိုတဲ့သူတွေကတော့ emoji လေးဖြည်းဖြည်းမှတ်ပေးခဲ့လို့ရပါတယ်ဗျာ တခါတော့ကောက်ပဲသိနာရဲ့အတွက်ကိုဖြစ်တော်တဲ့စိတ်တမရွာလေးတွေပါရှိပါတယ်။ကျေးရအများစုကတော့တောအုပ်တွေနဲ့ကက်လျက်ရှိတာကြောင့်ထွေရွာလေးရဲ့တီရှိမှုကလည်းတောကြီးနဲ့ဆက်ဆက်နေရရှိတာပေါ့။စိတ်တမရွာလေးဟာစားဝတ်နေရတွေလည်းပြပြလဲလဲရှိတာမို့ဘာသာတသနာရေးတွေမှာလည်းတကြွလက်ကြွလူတန်းပေးလေးရှိခဲ့ဗျ။ပြီးတော့ရွာသူရွာသားတွေရဲ့စူပေါင်းလူပြေကိုကြီးကျန်ကြောက်ကိုလည်းဆက်လို့လူတန်းထားခဲ့ကြသေးတာပေါ့။ ဇိုဘီတာရာလာတဲ့ရွာကလေးဟာတနေ့မှာတော့ကန့်ဆိုကြီးငါပါဝရောက်လာခဲ့တာကြောင့်လူတွေလည်းအလူးလေးခံစားခဲ့ကြရပါပြီ။ရေဘေးမိဘေးဆိဘေးယောဂကဲဘေးမျိုးစုံနဲ့လူတွေတေပြောက်ကြပြီးတော့စားနေရိတ်ခါတွေလည်းအင်ပတန်လေးကိုမှရှားပါးလာခဲ့ကြတာပေါ့။ရွာလူကလည်းဒုက္ခရောက်နေတဲ့အခြေဖြစ်တာမို့လူတကာတွေလှူဒန်းမှစားသောက်နေတဲ့ဘိုးကြီးတွေလည်းအကြီးကျယ်ဒုက္ခရောက်တော့တာပေါ့ဗျာ။အေးတိုင်းမိသားစုတွေကလည်း သူတို့ဒုက္ခနဲ့သူတို့ဆိုတော့အရေလိုပေးကမ်းမှုတန်ဖို့ကိုလည်းမတွေးနိုင်ကြတော့ပါဘူးဒီအခြေအနေဆိုရဲမှာဘိုးကြီးများစုကလည်းတေကန်းကိုဆွလော့ထွက်ခွာကိုကြတယ်ဗျာဘာလို့လဲဆိုတော့ခေပြက်ကြီးမှာတရားရှာနေလို့လေဘာတရားမှရမှာမဟုတ်လို့ပဲဖြစ်ပါတယ်အများစုကတော့လက်လျှော့လိုက်ကြပြီမဲခိုင်မာတဲ့ဇာတိထံကိုချက်မှတ်ထားတယ်ထူးထူးခြားခြားဆရာတော်ကြီးတွေလည်းရှိတာပေါ့ဗျာ အဲ့ဒီဆရာတော်ဟာစိတ်ဓမ္မရွာလေးရဲ့တောက်တော်ကြီးမှရှိတဲ့အရှင်ဇာနေလို့ခေါ်တဲ့တောက်တန်ကြီးပဲဖြစ်ပါတယ်။အရှင်ဇာနေဟာသူ့ရဲ့သမာဓိတရားတွေနဲ့ဖိလသမ ्या ကို အတုရေဆဲဖို့ဆိုးဖြတ်ထားခဲ့ပါတယ်။လူဒမဲ့သူကြောက်မှမရှိတော့ဘူးဆိုရင်မှသဒ္ဒနာကိုလုံးဝမကြောက်ခိုက်ဖို့သူ့စိတ်ထဲဆိုးဖြတ်ထားခဲ့ပါတယ်။ဒါကြောင့်သူဟာခိုင်မာတဲ့ဆိုးဖြတ်ချက်တွေနဲ့အကျိုးတဲ့လောကဓာတ်ကြီးကိုအတုကြော်ဖြတ်ဖို့ကြိုးစားခဲ့တယ်ဗျာ။ ိုင်မဲ့စင်မကောက်စွာနဲ့သူဟာအခြေခံလားတစ်ခုကြာတဲ့အထိလိုအပ်တဲ့အာဟာရတွေကိုမသိုးဆောင်ရတာကြောင့်ဆာလောင်မောသိဝေဒနာဖြစ်ပြန်လာတော်မူသွားခဲ့ရပါတယ်။အရှိစားနေဟာဆင်းရဲဒုက္ခတွေကိုပဲအနံ့ယူခဲ့တာလားမဟုတ်ရင်လောကဓာတ်ရဲ့ရက်ဆက်မှုတွေအောက်မှာပဲကြရှုံသွားခဲ့တာလားမပြောတတ်ပေမဲ့ခိုင်မာတဲ့သူ့ရဲ့သမာဓိတွေကတော့နောက်ဆုံးချိန်ထိလုံးဝမပြည့်ပြခဲ့ပါဘူး။ရသားတွေကတော့ ဒီဖြစ်ပျက်ကိုကြားသိခဲ့ရပြီးသူရဲ့သီလသမာဓိတွေကြောင့်ကောင်းရဘဘွားကိုရောက်သွားတယ်လို့ပဲရေထဲမှာယူကြည်နေခဲ့ကြတာပေါ့။ဒါပေမဲ့အထင်နဲ့နေဆိုတာဘယ်တော့မှထက်တူကြားခဲ့တယ်လို့မရှိခဲ့ဘူးပါဘူး။လက်တွဲမှာတော့သူတို့တင်တယ်လို့ဖြေမလာခဲ့ဘူးဗျာ။အရှင်စားနေတန်လာတော်မူပြီးလို့နင်းနေလောက်ကြတဲ့ချိန်မှာထူစားနေတဲ့ဘဝလော်တွေဘိုးကြီးကျောင်းမှာဖြစ်ပေါ်လာခဲ့ပါရဲ့။ အချိန်စာမရှိတဲ့နောက်ပိုင်းဘေဘူကြီးမှမရှိတော့တာကြောင့်ကြောက်ကြောက်ကြီးကလည်းစိုးပြေးခံထားလဲရတာပေါ့အဲ့ဒီကြောက်ကြောက်ကြီးဟာလာပြီးညတွေမှာဆိုတော့အောင်ဖယ်ကိစ္စရဲ့ကြီးတွေတခါတရံထွက်ပေါ်လာတာပေါ့ကြောင်ဝေးထဲမှာဘူကြီးတပါဈေးချလျှောက်နေတယ်လို့လို့မဟုတ်ရင်လည်းစိုးကံကြွားတော့မဲ့ဘူကြီးတပါကိုသူတို့တွေးလာခဲ့ရတယ်ဗျပို့ဆိုးတာကနေကြီးရဲ့ကြီးခါတော်နှစ်တွေမှာဆိုရင်တော့တခုခုကိုရောပဲတရဆဲတဲ့အတံမျိုးကိုပါရွာသားပြီးကြားလာခဲ့ရပါတယ် အကြံပလာတွေကြားလို့သူတို့သွားကြည့်ကြတော့လေအဒီနေရာမှာဘာမှမရှိနေခဲ့ပါဘူးတနေ့မှာတော့အခါတိုက်တဲ့ပူပြီးဆိုးရတဲ့ຢာတခုဖြစ်ပြက်သွားခဲ့ပါတယ်အဒီကိစ္စကြီးဟာကန်ဆိုးတဲ့ခိုးတကောင်ရဲ့လူရဲ့ကြောင့်ဒီရလို့လေထိတ်လန့်ကြောက်ရွံ့ကိုကြပါတယ်ဖြစ်ပေါ်ကဒီလိုပြရွာမှာရှိတဲ့တခိုးတကောင်ကအဲ့ဒီဘုံကြီးเจ้าကိုမှသွားရောက်ဖောက်တွင်ခဲ့မိပါတယ်။တခိုးကလည်းရွှေညာတော် ဆိုးရောက်ပြီးတော့ဖျားဆစ်ထုတော်တွေကိုမ ခိုးယူဖို့ကြိုးစားခဲ့ပါသည်။ဒါပေမဲ့သူ့ရဲ့ကြံစီဟာကန့်ဆိုးစွာနဲ့ပဲကျရှို့ခဲ့ရပါသည်။သူထဲကိုရောက်တဲ့ချိန်မှာတော့ထူဆန်းစွာနဲ့ကြာတကုံရဲ့အော်တန်းကိုစတင်ကြားလိုက်တာပေါ့။သူကြားနေရတဲ့အဲ့ဒီကြောင်အော်တန်းဟာဘယ်ကနေထွက်လာနေမှမသိတာကြောင့်တခုကလည်းနည်းနည်းကြောက်သွားခဲ့ပါသည်။အတန်ထွက်လာရဘက်ကိုလိုက်ရှာတဲ့အခါမှာတော့လက်ဖြန့်သွားစီမဲ့ပိုးရီတစ်ခုကိုရုတ်တရက်တွေးလိုက်ရပါသည်။ အဲ့ဒါဟာအရှင်ဇာနရဲ့ဝိညာဉ်ဖြစ်ပြီးတော့သူဟာဘိုးကြီးတစီပြည်ရှိနေခဲ့တာပေါ့ဗျာသူရဲ့မျက်နှာတွေမှာလည်းအနာတွေအဖုဖက်တွေများစွာနဲ့မြင်တွေ့ရတဲ့သူကိုအသက်ရှူရာရက်စင်မဲ့ပုံစံကြီးဗျာသူဟာသီလသမာဓိတွေခိုင်မာခဲ့ပါလိမ့်နေဘာလို့တရားတစီဖြစ်သွားရတာလဲဆိုတာ မေးစရာရှိပါတယ်အဲ့ဒီမိဂေါ်တွေရိုးရှင်းတဲ့ဖြစ်တခုကအစေသေးရှိပါတယ် အခြေစားနေဟာယဟန်ကျင်းဝတ်တွင်နေညီကြည်ကြံနေတိုက်ခဲ့ပြီမဲ့လေသူ့ရဲ့နောက်ဆုံးချိန်မှာတော့ငါဆိုတဲ့မာမာနာအတားစစ်တွေဝရောက်လာခဲ့မိပါ रे အဲ့ဒါကြောင့်ပဲသူက အခုလိုဘဝကိုရောက်သွားခဲ့ရတာပေါ့ဗျာသူဟာနေရဆူရနေတဲ့မြေလုံးတွေပြေးတောက်မဲ့ဖွယ်မျက်နှာကြီးနဲ့တကိုးကိုစိုက်ကြည့်နေခဲ့ပါ रे ဒီစီဘွားမှာတော့အတ္တမာနတွေပြေကူမှာကြီးမားတဲ့ဒေါသတွေနဲ့ပါအတော့ကိုကြောက်စရာကောင်းနေကြတာပေါ့ မဲစီကတခုလောက်လူခံကျင်တယ်အဲ့ဒါကမဲရဲ့အသက်ပဲဘိုးကြီးတစေဖြစ်နေတဲ့အရှင်စာနေဟာတခိုးစီကနေပြီးတော့အသက်ကိုလူခံနေခဲ့တယ်ဗျာအစ်ဒီဘယ်ကတော့အဲ့ဒီတခိုးဟာပြန်လည်မရှိတော့တဲ့သဘောတရားဖြစ်တာပေါ့မရှိလို့ခိုးပါတယ်ဆိုမှတခိုးကလေသိရမှကြောက်တာပေါ့ဗျာဒါကြောင့်တခိုးကနောက်ဆုတ်ပြီးထွက်ပြေးဖို့လိုခဲ့ပြီမယ်ကန်ဆိုးစွာနဲ့မလို့မြောက်နေခဲ့ပါဘူး ဘိုးကြီးတစ်စိတ်ဟာသူ့ရဲ့တကိုးတွေနဲ့အတို့ကိုပေးတတ်တဲ့အနည်းရောက်ဆင်းွေတွေကိုတကိုးတံလှော့လိုက်တယ်ဗျာတမ်မလီဖြစ်တဲ့တကိုးကလည်းအဆင်းွေတွေကြမှာခက်တွေသွားခဲ့ပြီးတော့အကြီးကျယ်ဒုက္ခရောက်နေခဲ့တာဗောဘလို့မှမလို့မဲ့နေတဲ့နောက်ဆုံးမှာဝိညာဏတွေနဲ့အပြည့်တံအော်ဟိပ်ပြီးတော့လဲကျသွားပါတော့တယ်တကိုးပြည့်သူရဲ့ဘဝကတော့ထုံနေရာမှာပဲအဆုံးတဲ့သွားခဲ့ပြီးဖြစ်တယ်ဗျာ ဒီအချိန်ကနေစပြီးတော့ထိုဘူဂျူကျောင်းကလည်းခြေတလားတော်မနေရလာအောင်ရွာသားတွေကြားထဲကြောက်လာခဲ့ကြပါတယ်။ကိုထေပြခြောက်လန့်မှုတွေဟာလည်းပုံမှန်ထင်ရှားလာခဲ့တာကြောင့်အဒီမှရှိတဲ့သူတွေကပါနောက်ကျောမလို့ပဲဖြစ်လာခဲ့ကြတာပေါ့။ပြီးတော့တနည်းတကြားလူတွေကပါရံဖြို့ဒုက္ခပေးလာခဲ့တာကြောင့်တီဝါလူကသူတွေဟာလည်းစိုးရိမ်ပူပန်လာခဲ့ကြတာပေါ့။ ကျွန်တော်တို့လူတွေမှာအရေးကြီးဆုံးအရာကတော့အသက်ရှင်တာနေဖို့ကအဓိကဖြစ်ပြီးအဲ့ဒါတည်းရည်ကြီးကြလေဘာမှမရှိပါဘူး။ကြောင်ဝေးထဲမှာတခိုးတယောက်တိတ်သွားခဲ့တဲ့ကိစ္စကြီးဟာကြွားခသူတွေဖို့တော့အတော့ကိုရှော့ရသွားစေခဲ့ပါတယ်။ဒါကြောင့်သူလည်းအဲ့ဒီဘုံကြီးနဲ့တာဘရော်ဒါဆာတိုးခဲမိမယ်ဆိုရင်တော့တခိုးရဲ့ဖြစ်လို့ပဲသူတို့လည်းရောက်လာလိမ့်မယ်လို့ပြည့်ချက်ထားခဲ့ပါတယ်။တော့ဝိမဲ့ ။သိမဲ့ချေကိုတော့ဘယ်သူမှထိဆောင်နေမှာမဟုတ်တာကြောင့်တချို့သူတွေဟာရွာကနေပျောက်ရွှေ့သွားကြပါလိမ့်။တချို့ကလည်းဘာပဲဖြစ်လာဖြစ်လာသူတို့ရွာကိုတော့မစိုးပိနေဘူးဆိုတဲ့သူတွေရှိပါတယ်။အဲ့ဒီသူတွေကတော့ရွာကနေပျောက်ရွှေ့မဲ့အစားရွာမှာရှိတဲ့ပြဿနာကိုပဲဖြေရှင်းဖို့ကြာယူရပါတယ်။ပကြီးဝိုက်စေမတို့အိတ်တယ်မတို့တစုကတော့ဒီမနဲ့ပဲရွာကလေထွက်သွားကြတယ်ဗျကျို့တူလဲသူတို့နောက်ကိုလိုက်သွားကြမလားလို့စဉ်းစားနေတာ တောကျောက်တကြီးနဲ့လာပြီးတိုင်မိတာပြဒနာကိုရှောင်ထွက်ပြီးတာကလူကြီးလူကောင်မဆန်ဘူးကွာငါမိနေပြောမင်းတော့ငါတို့ရဲ့မိုးရက်နေရွာကြီးကို လွယ်လွယ်နဲ့ဆုတ်ခွာတော့မှာလားတခြားနေလန်တစ်ခုခုတော့ရှိမှာပါမင်းရဲ့တိထဲမှာပယောဂဆရာတို့ဂံဗျာဆရာတို့အဲ့လိုဟာတွေမရှိဘူးလားမရှိဘူးလားဆိုတော့ရှိတော့ရှိပါတယ်ဒါမဲ့တော်ယိုတန်ဟိုဆရာကတော့ဒီဘိုးကြီးကိုနိုင်မှာမဟုတ်ဘူးဗျာ သူကဘိုးကြီးဖြစ်နေတဲ့ပြေအိုမှာအသက်ရှင်စေကလည်းသီလသမားလေးတွေနဲ့ပြည်စုံတဲ့ရဟန်းတစ်ပါးဆိုတော့အခုချိန်မှာတော်တော်ကိုပညာမိနေလို့ပြီတော်ကြာကျွတ်တုတ်ခေါ်လာတဲ့ဆရာကပါရှော်သွားကြီးတွတ်တုတ်လည်းအမှုပဲ့မှာပေါ့ဗျာဒါဆိုသူ့ကိုနိုင်မဲ့သူမရှိတော့ဘူးလားအမ်ကျိုးစည်းစားမိတာတခုတော့ရှိတယ်ဗျသူကတန်တိုးရွာကနော်နော်လေးနော်နော်ကပြောကားဆရာတော့မဟုတ်ဘူးဗျဒါပေမဲ့သူ့မှာမှော်ဆန်တဲ့လေးများအတတ်ပညာတော့ရှိတယ် တားတာကတော့သူ့ရဲ့လင်းများနဲ့မကောက်ဆိုးဝမိစာတွေကိုအနေယူရှိပြနေတယ်လို့ကြားတယ်။ဒါမှန်ပြစ်တနာကဘာလဲဆိုရင်သူကတော်တော်မာနကြီးတဲ့သူဗျ။ဘယ်သူမှသူ့ကိုမေးပေးတောက်ဆူလို့မရဘူး။အဲ့ဒါခက်တယ်။ဟမ်ဟုတ်လား။ကြားတာကတော့စိတ်ဝင်စားစားပဲကွာ။ယောက်ျားဆိုတာဒီလိုယောက်ျားမာနရှိရတယ်ကွာ။ဒါဆိုဒီလိုလို့ကွာ။တကယ်လို့သူသာဒီကိစ္စကိုဖြေရှင်းပေးနိုင်မယ်ဆိုရင်တော့လေကငါခွဲ့ လွားကားဆက်ရှင်ပေးမယ်လို့ကမ်းလန့်ကြည့်ကွာဒီလိုပမာဏဆိုရင်သူ့အတွက်ညှိစာဖို့အတော့ခက်ပါမှာတကြီးမိုးဒီကတော့ရွာသားပြောတဲ့နောက်နောက်ဆိုတဲ့သူကြောင့်ကိုစိတ်မိန်စားသွားခဲ့ပါတယ်အဲ့ဒီရွာသားကတော့ဇန်တို့ရောက်ကိုရောက်ရခဲ့ပြီးကိုနောက်နောက်စီကိုရောက်လာခဲ့တာပေါ့နောက်နောက်နဲ့တွေ့တဲ့ချိန်မှာတော့တကြီးရဲ့ကမ်းလန့်ချက်တိုက်ပဲလက်အီကားတွေနဲ့နွားတွေအမြောက်များရမယ်ကြောင့်ကိုအတိပေးပြောပြခဲ့တာပေါ့ ဒေါက်တာကလည်းအဲ့ဒီကမ်းလမ်းချက်ကိုသဘောကျစွာနဲ့လက်ခံလိုက်ပါတော့တယ်။ဒီတော့မှထိုရွာသားကလည်းစိတ်သက်သာရာရသွားပြီးတော့မကြခင်ရွာကိုလိုက်လာဖို့မှာရည်ခဲတာပေါ့။နန္ဒာကလည်းသူ့ရဲ့ဘဝမှာအိမ်မက်တော့မမက်ဘူးအရာတွေကြောင့်စိတ်အားထက်သန်နေကြတယ်ဗျာ။ဘာလို့လဲဆိုတော့သူဟာလဲတဲ့ကိုတက်နောက်ထားပြီးမဲ့လေဘဝဘေးချင်တွေကဆင်းရဲချို့တက်လွန်လာပါလေ။နန္ဒာမှာအဖေအိုကြီးနဲ့တဲဆိုကြီးတို့ကိုသာထိုးပြစရာရှိပါတယ်။ အဖေအိုကြီးကိုလည်းသူ့ရဲ့လေးမြတဲ့ဖြစ်ပေါင်းအောင်တွေကိုအမဲလိုက်ရှာပွဲကြီးဘဝဝမ်းစာကိုဖြည့်တင်းနေကြရရှာပါတမီတိုးနဲ့မှတဲ့နေဟာသူတို့သားဘာတွေစိတ်ချမ်းသာတဲ့နေပဲဖြစ်တယ်ဗျာဒါကြောင့်လူကြောက်လကမ်းလန့်ခဲ့တဲ့အကြောင်းကိုသူ့ရဲ့ဖေအားဝမ်းသာစွာပြောပြခဲ့တာပေါ့အဖေကျွန်တော်စိတ်ဓမ္မရွာကလေးကိုလိုကိစားနဲ့သွားစရာရှိတယ်နှစ်ရက်သွေးရက်လောက်တော့ကြာမယ်ထင်တယ်ဒီကြားထဲကျွန်တော်ရှိတဲ့အချိန်မှာယူဆိုင်တော့ဖေး မင်းတို့ပြောနေတာတွေငါအကိုကြားပါတယ်။ဒါမဲ့ငါမင်းကိုသွားခွင့်မပေးနိုင်ဘူး။မင်းမှမိငါအတဲ့နောက်ဆုံးစိတ်အနေနဲ့လေ့ကျင့်ရအောင်မယ်လေ။အဖေကလည်းအဖေသွားခွင့်ပေးလို့တော့မရဘူးဖေက။ဒါကျွတ်တုတ်အတွက်ခွင့်ရပဲလေ။ဒီခွင့်ရကိုတိုးချပြီးတော့ကျွတ်ရရည်ချင်းတွေကိုထိုးပြသိတယ်မဟုတ်ဘူးလား။ပြီးတော့နောက်ဆုံးစိတ်ကိုမအောင်သေးပေမဲ့လေအခုချိန်ထိကျွတ်အများချက်တွေကိုခံနေတဲ့သူရှိသေးပါဘူး။ဒီပညာရည်နဲ့ပတ်သက်ပြီးတော့တိုင်းကျက်စီကံတွေကိုမင်းမျက်မိသေးတယ်မလား။ အဲ့ဒါကိုဘယ်တော့မှမမေ့ပါဘူးပဲလေယာဉ်နဲ့လူတွေကိုနာမည်ကြီးရဘူးမကောင်းတာတွေမလို့ရဘူးဒါပေမဲ့အခုခါကြတော့လူတွေကိုဒုက္ခပေးနေတဲ့ဇီယဝဉ္ဇဉ်တကောက်လေဒီကိစ္စကိုဖြေရှင်းပေးလိုက်ရင်လူတွေကလည်းစိတ်အေးသွားမယ်ကျတို့တွေလည်းထိုက်တန်တဲ့ခါချင်းတွေပြန်ရမယ်လေထမိတ်ထုတ်ကိုပဲကြည့်မနေနဲ့ဟာလောက်ကဝင်းတို့ကိုလည်းကြည့်အောင်ရမယ်ဟာကိုပဲမျှော်ကိုမနေနဲ့ငါသားအပေစိတ်ဘူးလို့ပါကွာဒါကြောင့်ငါမဲကိုတွားခမပေးတာ အပြင်လောကကြီးကအန္တရာယ်များနေတာအဖေဖြစ်တဲ့သူဟာသူ့သားကိုစိတ်ပူတဲ့အတွက်တွားခွင့်မပေးခဲ့ပါဘူးဒါပေမဲ့နန်တော်ကတော့လူငယ်လေးပြီးပြီးသူ့ဖေအိပ်ပျော်တဲ့ခြေရောက်မှာဧကနေခိုးထွက်လာလိုက်ပါတယ်ဘာကြောင့်ဒီလိုလောက်ရတယ်လဲဆိုရင်တော့ဒီရွေးချယ်မှုကသူ့ဘဝရဲ့စော်စမ်းခါတစ်ခုဖြစ်ပြီးတော့သူ့လုံနိုင်လိမ့်မယ်လို့ယုံကြည်နေခဲ့တယ်ဗျာ သူဟာအေကနေထွက်လာခဲ့ရေးစေတမရွာလေးကိုအလင်းမြန်ထွက်လာခဲ့ပြီမယ်ဇာကိုမြောက်ခင်မှာပဲနေအောင်ပြောက်သွားခဲ့ပါရီမကြခင်မှာလေမှောက်တော့မယ်ဆိုတော့သူလည်းဆက်မသွားတော့ပဲရောက်တဲ့နေရာမှာတညလောက်တဲခုဖို့လိုရပြန်ပါတယ်ဒါကြောင့်လွဲတဲ့ပါလာတဲ့ဓာဖြင့်တိတ်ကင်းတိတ်ခက်လေးတွေကိုလိုက်လံခိုးယူခဲ့တယ်ဗျာပြီးတော့ကျိုးနဲ့သေးချကြီးကယာယီကော့ပြေပုံစံလေးပြုလုပ်ပြီးတော့တိတ်ပေတမရဲ့ပုံမှာတက်ဆက်လိုက်တာပေါ့ နာနာကလည်းမိုးဆိုးတယောက်ဆိုတော့ဘလို့နေတိုင်မှသာသူ့အတွက်အန္တရာယ်ကင်းမလဲဆိုတာသိနေခဲ့ပါတယ်။ဒီညကိုလည်းသူ့ပြုတ်လောက်ထားတဲ့မျောစင်လေးပေါ်မှာအေးဆက်ရင်းနဲ့ပြန်လဲအားပြည့်နေခဲ့ပါတယ်။လေပွေလေပီလေးတွေကလည်းမတိမတလေးတိုက်နေကြတော့အေးဆေးဆေးရတာလေးကိုခံစားနေကြရတာပေါ့။ဒါကြောင့်သူလည်းမင်းမောစေချင်နေမျောစင်ပေါ်မှာအေးမောကြနေခဲ့တယ်ဗျာ။ ရည်စားမရှိတဲ့တကိုယ်တည်းသမားတွေလိုပဲသူ့ရဲ့ဘဝလေးဟာအေးချမ်းသာရပြီးတော့ဘာစိုးရိမ်ပူပန်မှုမှမရှိမနေခဲ့ပါဘူးဒီလိုနဲ့တော်ကြီးငတ်တာခြေကပေါ်ရောက်လာခဲ့ပြီး အမောက်တို့တွေတဖြည်းဖြည်းကြီးစိုးလာခဲ့တာပေါ့တို့ချိန်မှာ အမောက်တို့တွေနဲ့တူ ခုံငွေတချို့လည်းလက်နောက်စီရောက်လာခဲ့ပါတယ်ဒါပြင် ဘာယာအေးချနေတဲ့ပတ်ဝန်းကျင်ကြီး၌ခြေသာတွေနဲ့တူကြိုတယောက်ပြေးလာနေခဲ့တာကိုတွေ့လိုက်ရပါတယ်။အသံကြားရနဲ့အိပ်ဖြော့နေတဲ့နန်းတော်လေးချက်ချင်းနိုးလာခဲ့ပြီးတော့ဆရာကိုလှမ်းကြည့်လိုက်ပါတယ်။အဲ့ဒီမှာအော်မင်းတဲ့သွားပြီးတော့သူ့ရဲ့မလို့တွေကိုလည်းယိုကြည်နေပေးဖြစ်နေခဲ့တဲ့ဗျ။ဘာလို့လဲဆိုတော့သူစီကိုဘိုးကြီးတောင်လိုက်လာခဲ့တာတွေ့လိုက်ရပြီးအဲ့ဒါကသူ့အဖေဖြစ်နေခဲ့ပါတယ်။သူလည်းအဖေဖြစ်တဲ့သူကိုစိုးရိမ်တကြီးနဲ့အော်ခေါ်လိုက်တယ်ဗျာ။ အဖေဘာလို့လိုက်လာတာလဲနော်နော်တရားစိတ်ပူစွာနဲ့အောက်ကိုဆင်းလာတာနဲ့သူ့ဖေကလည်းအဟဲပဲပဲဟာတိုင်ပါတော့တယ်တကယ်တော့အဲ့ဒါသူ့ဖေမဟုတ်ပဲအမျိုးရိုးတဲ့တမန်ကြားဖြစ်ပါတယ်တမန်ကြားတွေရဲ့ထိုးစံတိုင်းသူမလိုပဲဟန်ဆောင်ဖိုးကွယ်ပြီးတော့ချီးကဲရောက်လာခဲ့တာပေါ့ဗျာတမန်ကြားကိုတော့ပြန်ကောင်းထားလို့ရပြီမယ်ရဲစဲတဲ့သူမကိုတော့စင်မကောင်းစွာနဲ့ပဲလူကြီးမတို့လှုပ်နေတာဘာမှမရှိပါဘူး ဒီတော့မှသူလေးအောက်ကိုဆင်းလာခဲ့တာမှပြီးဆိုတာသိလိုက်ရတာပေါ့ရီမော့နေတဲ့တမန်ကြာကြီးကတော့ချက်ချင်းဆိုသလိုပဲကြားတောင်ရဲ့သွေးတံတန်းကိုပြောင်းလဲသွားခဲ့ပါတယ်တမန်ကြာကြီးကတော့သူ့ဝင်တဲ့ရောက်လာခဲ့တဲ့အစားကိုတေးကြစွာနဲ့ဆဲကြည့်နေကြတာပေါ့ဒီထိနေမှာသူဟာတခုခုမလုပ်ဘူးဆိုရင်တော့တက်စားခံရမှာဖြစ်တာကြောင့်နောက်နောက်လဲအတွေးပေါင်းစုံနဲ့အနောက်ဆုံးသွားခဲ့ပါတယ် ဘလို့ဖြည့်ရှိရမယ်ဆိုတာသိသွားတာနဲ့ချက်ချင်းပဲလေလိုမိတ်လက်အိုးချေလိုက်ပြီးတော့အဖေတင်မိထားတဲ့မာထွန်းတွေကိုရုတ်ဆိုနေကြတဲ့ကြာအဲ့ဒါကတော့မိမတချောက်ကိုစစ်ခေါ်လိုက်တာဖြစ်ပြီးမိတက်လွန်နေတဲ့မြတ်တန်တချောက်သူ့လက်ထဲရောက်လာခဲ့တာပေါ့လက်ထဲရောက်လာတဲ့မြတ်တန်ဖြစ်ချက်ချင်းလေးမှတက်ဆက်လိုက်ပြီးတော့ပြေလွတ်လိုက်ပါတယ်ဒါပေမဲ့သူဟာသမန်ချောက်ကိုမဖြစ်ပဲထူဆန်းစွာနဲ့ကောင်းကင်ဘော်ကိုပြစ်တက်လိုက်တဲ့ကြာ တမန်ကြကလည်းအဲ့ဒါကိုကြည့်ပြီးတော့ဟာတိုင်ရီမောပြန်มาတယ်မင်းကိုကိစားမဲ့ကောက်ကဒီမှာဒီမှာဘယ်လိုလဲပါလေကောင်းသေးလားကြည်ရတာတော့ကြောက်ချွေးပြန်ပြီးပြင်မဲ့ကိုတော့မချိနိုင်တော့ဘူးပဲကဲလာပြီးကွာအစကကောက်ကင်ဘိုးကိုပြစ်တင်လိုက်တဲ့မြန်တာဟာတေတို့တွေကြားတဲ့ရောက်သွားပြီးပြည့်စီမိုးတို့တွေဖြစ်သူပြောင်းလဲသွားခဲ့ပါတယ် အမကြာကြီးကလည်းနနောစီကို ပြေးဝင်လာနေပြီးတော့ခိုအိုဖိုစူးစမ်းနေခဲ့တဲ့ဗျာဒါပေမဲ့နနောစီကိုမြောက်ခင်မှာပဲတမန်ကြာဟာမျိုးစီမိုးတို့တွေတိချတာခံလိုက်ရပါတယ်အော်ဘောဘီဘလူးလေးဘူးလိုက်တော့ဝါအမလီဒီဝါဘီနို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 မဟုတ်ဘူးမဟုတ်ဘူးမဟုတ်ဘူး တမန်ကြကြီးဟာအိုဟင်းနေနဲ့သူ့ရဲ့ခန္ဓာကိုယ်ကလည်းမိကျွမ်းပြီးတော့ပုတ်ထွက်သွားခဲ့ပါတယ်။အဲတော့မှတမန်ကြကြီးလည်းမိုးချိုတိတ်ခံရတဲ့ဒဏ်ရာနဲ့တူမဆက်ကြီးဟာပြီးညေတဲ့တေဆုပ်သွားခဲ့တာပေါ့ဗျာ။နောက်နောက်လေတမန်ကြကြီးထိတ်သွားတော့မှတပြင်းချနေပြီးစေအေးရပါတော့တယ်။ထို့နောက်သူဟာစိတ္တမရွာလေးကိုခေးဆက်လာခဲ့ရင်လည်းနောက်တနေ့ညနေခင်းလေးမှာတော့ဆက်နေစွာနဲ့ရောက်လာခဲ့ပါတယ်။ ရွာဝေးဝါကိုရောက်တာနဲ့ချီဟောင်းဘိုးကြီးကြောက်ကြီးကိုတိတ်နေလိုက်ရတယ်ဗျာ။တန်တော်ကလည်းရွာသားတွေရဲ့ပြောပြချက်ကြောင့်အเจ้าစုကိုတိနေခဲ့တာပေါ့။အဲဒါကြောင့်သူလည်းရုတ်လာခဲ့တဲ့ကြီးရွယ်ချက်တိုင်းဘိုးကြီးကြောင့်တဲ့ကိုစတင်ဝေရောက်သွားခဲ့ပါတယ်။တကားလေးကိုဖြင်းညစွာတိုးပွေးလိုက်နေအထက်ကိုရောက်မှာတော့သူစိတ်တွေလိမ့်လံသွားကြတယ်ဗျာ။ ထိုချိန်မှာဘဲကလာမှမသိတဲ့လေဆဲတွေသူ့မျက်နှာကိုတိုက်ခဲနေပြီးမုံနှံ့တင်းတင်းလေးကိုလည်းတစ်ခေါက်ကတိနေခဲ့ပါတယ်။ပို့ဆိုးတာကတော့အမေဂလန်တစ်တဲ့ဒူးစီကောင်အနက်ဆိုးကြီးကလည်းသူ့ရဲ့နှာခေါင်းထဲကိုတိုးဝင်လာခဲ့ပါတယ်။ထိုအနက်ဆိုးကြီးဟာဘိုးကြီးတစ်စဲရောက်လာတော့မယ်ဆိုတာရှေ့ပြေးချက်ပြတာဖြစ်ပြီးကြောက်ထဲမှာလည်းဒူးစားတဲ့ခုံးငွေတွေထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီခုံးငွေတွေကြားထဲကနေထွက်ပေါ်လာတဲ့သူကတော့ဘိုးကြီးတစ်စီပဲဖြစ်ပါတယ်။ သူရဲ့မျက်နှာမှာအနာရီပေါက်နေခဲ့ပြီးဒီကိုလိုကလည်းဖြူဖြော့ပြီးတော့အသားရည်တွေကပုတ်ပွားနေတဲ့ပုံစံနဲ့ဖြစ်ပါတယ်။သူရဲ့တေကန်းစားတွေကလည်းတေကန်းနဲ့မတူတော့ဘဲတိမ်မိတ်တမန်ကိုကိုးစားပြုတဲ့သွေးဖိုးရောင်ကြီးပြ။သူထွက်လာတာနဲ့နော်နော်ရဲ့နောက်မှာရှိတဲ့တကားကြီးကလည်းဒုက္ခနဲ့ဆိုပြီးပိတ်ချသွားခဲ့ပါတယ်။ ပြီးတာနဲ့သူရဲ့ပါဇက်ကနေပြီးတော့နောင်နောင်နောင်းလဲတဲ့ခါတာချိုးကိုပေါ်စီပေါ်စီရောက်ဆုံနေခဲ့တယ်ဗျာနန္ဒကလည်းသူ့ကိုကြည့်ပြီးတော့ဒီဒီစေကြီးဘာလို့တော့မှလဲဆိုပြီးတွေးနေခဲ့တာပေါ့ဒါနဲ့သူဘာမှမလုပ်ခင်မြ мян လက်စားတက်လိုက်ရင်တော့ဒီပြဿနာကလွယ်တကူပြီးဆုံးသွားလိမ့်မယ်လို့နန္ဒစိတ်ထဲတွေးတောကြံစားနေခဲ့ပါတယ်ဒါကြောင့်သူလေမြေလုံးမေးအာယုပြုကသူ့ရဲ့မင်းညာတာကိုဆိတ်ခေါ်လိုက်ပါတယ် မိရှာတွင်နဲ့တက်လောက်နေတဲ့နှမ်းတန်တစ်ချောက်ဟာသူ့လက်ထဲကိုရောက်တာနဲ့လေးမတက်ဆင်ပြီးအားကိုပြစ်ထလိုက်တာပုံ။ဒါပေမဲ့မိမြတ်တန်ဟာဘိုးကြီးစီကိုမြတ်ခင်မှာပဲသူ့လိုလို ပြောက်ွယ်သွားခဲ့ပါလေ။ဒါနဲ့သူလည်းဘာမှမတွေ့ပဲနောက်ထပ်နှမ်းတန်ပြီးထပ်မံပြေးခဲ့ခဲ့ပါလေ။ဒီတစ်ခါမှကြာတော့နောင်နောက်ရဲ့မိမြတ်နာကိုဘိုးကြီးတစ်စီရဲ့တကူနဲ့တားဆီးလိုက်ပြီးတော့မြတ်တန်မှာစီးဆင်းနေတဲ့မိတွေဟာလေငြိမ့်သက်သွားခဲ့ရပါလေ။ တကားမှဒီလိုမကြိုခဲ့ဘူးတော့သူလည်းအောမေတဲ့တွားခဲ့ရပါတယ်ဟာဘာဖြစ်ပါလဲသူ့ရဲ့မိညာတက်ဟာဘာလို့စမတက်တော့တာလဲဆိုတာနားမလည်နိုင်ပဲအထေရှားဘူးစူးစမ်းနေကြတာပေါ့အဲ့တော့မှသူ့ပြေပြောခဲ့တဲ့စကားတွေကိုပြန်လဲသတိရလာခဲ့ပါတယ်တကယ်တော့သူ့မိညာတက်ပညာရဲ့ဟာပိုးချချေတလို့တိုးလို့မြပဲစီကန်းနီလာတွင်နေတာအတိုးပြရပါတယ် စီကန်နံပါတ်၄ကတော့သူတစ်ပါးကိုရမယ်ပြူရမတဲခရရဖြစ်ပြီးစီကန်နံပါတ်၄ကတော့မကောင်းတဲ့ရည်ရွယ်ချက်တွေစိတ်တည်းရှိနေလို့မရပါဘူး။တမန်ကျောင်းနဲ့တိုက်ခိုက်တဲ့အချိန်မှာတော့ကိုကိုကိုခုခံတဲ့သဘောအနေနဲ့သာတိုးပြခဲ့တာကြောင့်မိညာကလည်းအတော့ကိုစွန့်တက်ခဲ့တာပေါ့။အခုတော့နော်နော်ရဲ့စိတ်ထဲမှာအနိုင်ယူချင်တဲ့ဆန္ဒတွေသာရှိနေခဲ့တာကြောင့်မိညာကလည်းအစွမ်းရော့နေခဲ့ရခြင်းဖြစ်ပါတယ်။ ဘိုးရည်ဒီစိကလည်းအစွမ်းမရှိတဲ့သူ့ရဲ့မိများတွေကိုလှောက်ပြောင်းရီမောနေကြတယ်ဗျ။အိုဟိုဟိုဟိုမင်းရဲ့မိများတွေကလည်းကြောက်စရာကြီးပါလား။အိုးကြောက်လိုက်တာ။အခုတော့ငါအလှယ်ပဲ။ဘိုးရည်ဒီစိကထို့သူပြောလိုက်ပြီးတော့ပြင်းထန်တဲ့ဆင်းဝေးတွေကိုနနောက်စီကိုလှော်လိုက်တာပေါ့။ကက်ပြီဖို့တကားကလည်းမရှိတော့ခွေးလေးကိုကြောက်ပိတ်ရိုက်သလိုသူလည်းအတော့ကိုခက်တွေ့သွားခဲ့ရပါတယ်။ဘိုးရည်ဒီစိရဲ့ဆင်းဝေးတွေကဂနာကူထဲရောက်တာနဲ့ချက်ချင်းစွန့်ပြခဲ့ပါတယ်။ ်အစိယအနိတဲ့ပုံစံဟာကြီးမာတဲ့စပကြီးမွေတကောင်ခါရာကိုကို ရေးပဲခံထားရသလိုမလွတ်နဲ့မကင်နိုင် အသက်ပါမရှိနိုင်ဖြစ်နေခဲ့ရပါတယ်အဲ့ဒါပြင်နောက်ကျင်ကက်ခဲမှုတွေခါရာကိုနေရာနဲ့မှာစိတ်ဝေလာခဲ့ပြီးအတွင်းပင်းကလီစာတွေပါပြည့်စည်သွားခဲ့သလိုနောက်ကျင်ခံစားနေခဲ့ရတာပေါ့အခုလိုအချိန်မှာကေတိမဲ့သူတယောက်မှ ရောက်မလာခဲ့ရင်တော့ဒါဟာသူ့ရဲ့နောက်ဆုံးကြီးဖြစ်သွားနိုင်ရဲ့ဗျာ ရှင်းတဖို့မျှော်လင့်ချက်တွေပြီးနေဒီရွာကိုရောက်လာခဲ့ပြီမဲ့တစ်တားတလို့တော့ဖြစ်မလာခဲ့ပါဘူးပြိုင်းဆိုရင်လည်းသူဟာဘုံဆိုပြီးလဲကျသွားခဲ့ပါတယ်ဟမ်မင်းရင်စင်းနေငါ့ကိုကြော်မယ်ပေါ့စူတောင်းလေမတဲတဲ့ခေါက်ပညာလေးနဲ့ကွာ ။တကယ်တော့နာနာကတည်သွားခဲ့တာမဟုတ်ပဲနာချိန်မှုတွေပြီးထလာကြအောင်တတိလေသွားခဲ့တယ်ဗျ။ဒီချိန်တွင်မှသူ့ရဲ့ကောင်းတဲ့အတန်တစ်ခုကြားလိုက်ရပြီးတော့အသေးစိတ်တစ်ခုဝင်လာခဲ့ပါတယ်။အဲ့ဒါကတော့ဗုဒ္ဓရဲ့တရားတော်တွေတိုင်းစိတ်မှန်တဲ့တင်ညာတွေကိုရရှိသဘောပေါက်သွားခဲ့ပါတယ်။ရသူတဲကိုလဲနေနဲ့နိုင်ယူလို့မရသလိုတချို့ရသူတွေကြတော့မြို့နာမိတ္တာတွေနဲ့တာအနိုင်ယူလို့ရပါတယ်။ဒါဟာ သူ့ဖေပြောခဲ့တဲ့ မိလေးများတဲ့ပညာရဲ့နောက်ဆုံးစေ့ဖြစ်ပြီးတော့တဲလူမျိုးပါချင်းနေဝေရောက်မှာအခုလိုနားလည်သဘောပေါက်သွားခဲ့ပါတယ်။ဒီသဘောတရားကိုနားလည်သွားခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်၌ရွှေရောင်လင်းတန်းကြီးတစ်ခုဖက်ပေါ်လာခဲ့တဲ့ဗျာ။ဇောနာကရရှိထားတဲ့တန်ရာတွေကိုလည်းဘာမှမသိရတဲ့စမ်းကြည့်တဲ့စွာတချို့ဟာသူ့ကိုပြန်လဲကုစားပေးလိုက်ပါတယ်။ဒါကြောင့်နန္ဒဟာပြန်လဲမက်တဲရက်နေသွားခဲ့ပြီးတော့သူ့ရဲ့ခံယူချက်အားလေကြောက်လဲသွားခဲ့တယ်ဗျာ တပည့်တော်အရှင်ဘုရားကိုနာချီအောင်မလို့ခြင်းပါဘူး။ဒါပေမဲ့တခြားဘုသူကမှလည်းအရှင်ဘုရားကနှောက်ရက်မှာခွင့်မပြုပေးနိုင်ဘူး။ဘာကွာမိကမြငါ့ကိုခွင့်မပြုဘူးဟုတ်လား။ဒီစကားကငါရဲ့မာနကိုထိခက်လိုက်တာပဲ။တော်တော်နဲ့မစီနေတဲ့ကောင်။ရတယ်။မင်းမစီရင်စီအောင်စက်ပေးရတာပေါ့ကွာ။ ထို့နောက်ဘိုးကြီးတိစိတ်ဟာသူ့ရဲ့ဂါရာကို နောက်တကြိမ်ရော့ဆူလိုက်တယ်ဗျာ။ဒါကြောင့်တချဲရှူမိတာနဲ့ချစ်ချင်းသိနေတဲ့သွေးနှစ်ယောက်ဆင်ွေတွေထွက်လာခဲ့ပါ යි ။အစားခိုက်တဲ့ပုံပြီးတန်ပြီးအတော့ကိုပမနာများတဲ့ဆင်ွေတွေဟာနောင်နောက်ရဲ့နာကိုမဖြည်းဖြည်းရောက်လာနေခဲ့ကြတာပေါ့။နနာကလေသူ့စီကိုအစိတ်တွေရောက်လာခင်မှာပဲအစိတ်ပြတဲ့ဂါရာကိုထပ်မံရုပ်ဆိုလိုက်ပြန်ပါလေ။အုံးတိတိဂါရာအဟိဗုဒ္ဓံအဟိဓမ္မံအဟိတံဃံ သူဟာတင်းကြီးစွားနဲ့ပဲထိုကားတာကိုရောက်ဆိုလိုက်တာကြောင့်အစ်စ်တွေပျောက်ကွယ်သွားခဲ့ပါတယ်။ပြီးတော့မီလိုမှိတ်လိုက်ပြီးတော့သူ့ရဲ့မျက်နှာကိုလက်ထဲဆစ်ခေါ်လိုက်ပါတယ်။ဒီတစ်ချိန်မှာရောက်လာခဲ့တဲ့မျက်နှာဟာအချိန်မျက်နှာတွေနဲ့ကွဲပြားနေခဲ့တယ်ဗျ။မျက်နှာမှာမိတော့တွေဟာအစားကလေးသမ်းမန်းမိတမဟုတ်ပဲအဖြူရောင်ဂရုနာမိတော့တွေဖြစ်ပါတယ်။ဘိုးကြီးတစေကလည်းအဲ့ဒီခြေတော်မှာဂရုနာမီတော်ရဲ့အစွမ်းတွေကိုခန်းစားမိလိုက်ပြီးတော့သူ့ရဲ့မျက်နှာဟာလည်း တုံ့လုံသွားကြရပါတယ်။ဘိုးကြီးတစ်စီရဲ့မလိုးတွေအားလည်းတောက်တရားတွေဝေရောက်လာပြီးတော့သူရှိုးနေတော့မယ်ဆိုတာသိသွားဖို့ရပါတယ်။အဲ့ဒီနောက်နော်နော်ရဲ့လက်ထက်မှာရှိတဲ့ဂယုနာမြတ်တန်ဟာဘိုးကြီးတစ်စီထွက်သွားခဲ့ပြီးသူ့ရဲ့ရေဝါမှာသွားထိမှန်ခဲ့ပါတယ်။ဒါပေမဲ့နာကျင်အောင်ရဲ့ချင်းမျိုးမရှိပဲသူ့ရဲ့စိတ်ထဲအတ္တိတရားတွေဝေရောက်လာခဲ့တာပေါ့။ သူကကျူနာမိတာရီရဲ့အစွမ်းငိုးတွေကိုခန်းစားမိလိုက်ခဲ့ရင်သူကသူပြန်လဲသုံးသဲနေခဲ့ပါတယ်။ဒီချိန်လေးကိုရောက်မှပဲသူ့ရဲ့အတတွေမာနာတွေကိုခဝါချပြီးတော့သူ့ရဲ့အရှိုးကိုလက်ခံသွားခဲ့ပါတယ်။ဂျေဇုတင်ပါတယ်တကား။ငါကအတမာနာရဲ့တာကိုဖြစ်ခဲ့တာပဲ။အခုတော့အားလုံးပြီးဆုံးသွားပါပြီ။ငါလည်းလွတ်လွတ်နေခဲ့ပြီ။အရာအားလုံးတွေငါတောင်းပန်ခဲ့ပါတယ်။ အဲ့ဒီနောက်ဘိုးရတဇရဲ့ဝိညာဉ်ဟာသဲမို့လေးတွေဖြစ်ဒီထဲမှာတပြေးပြေးပျောက်ွယ်သွားခဲ့ပါတယ်။သူရဲ့ဒီစီဘွားကြီးကလည်းစက္ကန့်ပိုင်းတွေလွတ်မြောက်သွားခဲ့ပြီးတော့ကောင်းရဘဘွားအားရောက်ရှိသွားခဲ့တယ်ဗျာ။သူမနေ့ကလေးကိုရောက်မှာတော့နော်နော်ဒီအောင်စိတ်အေးလက်အေးဖြစ်ဘိုးကြီးเจ้าကထွက်လာခဲ့တယ်ဗျာ။သူကဘိုးကြီးတစီကိုအနံ့ယူခဲ့တဲ့ကြောင့်ပြန်လဲတရေပိုးချင်တဲ့အတွက်တကြီးတို့အိမ်ပဲရှောက်လာခဲ့တာပုံ ။တကြီးကလည်းတတဲကောက်ကိုစောင့်မြော်ရင်းသူ့ရဲ့ရှေ့မှာအစေးသေးစောင့်နေခဲ့တယ်ဗျ။နန္ဒာကလည်းဘိုးကြီးတစေအားအကျော်တရားရအောင်ချွတ်နှံလိုက်တဲ့ကြောင့်တကြီးသီးလျတဲ့အခါမှာတော့အထင်ကြီးလေးစားသွားခဲ့ပါတယ်။ကဲမမေးကြီးငါရခရီးတိုင်းပဲမင်းကိုပေးရမယ့်နှွားတွေအေးနာမှာစိတ်နေရှိရဲ့မင်းတစ်ခါတည်းယူသွားမလား။တော်ပါပြီတကြီးကြီးကြိုနှွားလည်းမလိုချင်ဘူး။လေယာဉ်တွေလည်းမလိုချင်တော့ပါဘူး။ကြိုကြောင်လူတွေအားလုံးညီညီချင်းချင်းနေနိုင်ရင် ကျို့ကြည်နေပါပြီဗျာဟာဟာတကယ်ပါလားကွာငါကြားထားတဲ့အတိုင်းမင်းကတကယ်ယောက်ျားရှိတဲ့မာနပဲကွာဒါပေမဲ့ရေတခွဲတော့တိတ်ပြရစီကွာတမီးတမီးရေဒီရေအဲ့တဲ့အတွက်ရေတခွဲတော့ငှက်လာခဲ့ပါဦးတကြီးတယောက်နောက်ကမှပြန်စီပဲအတင်းဆွဲခေါ်ထားလိုက်ပါရီအကြောင်းကြီးကတော့တကြီးဟာသူ့ရဲ့အကြံဆိုကြီးဖြစ်နောက်နောက်နဲ့သူ့ရဲ့တမီးကို ပေးတွေးခဲ့တာဖြစ်ပါတယ် နနာကလည်းတကြီးရဲ့သမီးကိုတွေ့တဲ့အချိန်မှာတော့သွားတော့မရှိနိုင်တော့ပဲပြိုးစီစီကြီးလုံနေခဲ့တယ်ဗျာသူတို့မြောက်မနေ့ကျေးဆိုင်တွေ့တဲ့အချိန်မှာတော့ကမလီဖဲကလည်းရေခုတ်သားတွေပြေးထန်လာခဲ့ပြီးချိမိကျက်မိကုန်ပါလေอืมဟေ့မတို့ဒီလိုလို့ရအောင်မင်းမလည်းယောက်ျားမာနာရှိသလိုငါကလည်းငါရဲ့ဂရီကိုပြတ်မယုတ်သေးတဲ့ဘူးကွာအဲ့တော့ငါရဲ့ဂရီကိုပြောလိုက်တော့မယ်လေယာဉ်မြေတွေပြေးမယ်စာတမိရည်ဒီလိုကိုပဲပြေးလိုက်တော့မယ်မင်းရော ဘယ်လိုသဘောရလဲကွာတကြီးကတက်တူကြီးပြောထလိုက်တော့ယဒီလေးကလည်းရှဲ့သွေးပြပြီးသူ့ပြေကိုလှဲကြည့်လိုက်ပါတယ်အဒီနောင်ရှဲ့ပဲရှဲ့သွားသလိုလိုစိတ်ပဲဆိုးသလိုလိုနဲ့ရှဲ့ပြပြနဲ့ထန်ရကထောက်သွားဖို့လိုလိုက်ပါတယ်တမေတကားများလှုပ်လိုက်သလားညီရွယ်ပြီးလှုပ်တာလားမသိပေမဲ့စရောက်ခောက်ပြီးတော့လဲချမလို့ဖြစ်သွားခဲ့ပါတယ်အဲ့ဒါနဲ့နင်းနမရှိတဲ့နန်တော်ကလည်းလူဆန်းကောင်းကိုလိုလိုက်တာပေါ့ အဲအဲ့လိုနဲ့သူတို့ညောင်းနောက်တစ်ခါမိနစ်ကြီးဆန်သွားပြီးတော့မြေလိုကစကားပြောနေခဲ့ပါလေ။ဘာတွေပြောနေလဲဆိုတာကိုတော့ရိုးသားတဲ့ကြတော့လည်းမသိပါဘူး။ဒါပေမဲ့သူတို့ညောင်းကတော့ခမဆွေမိသွားကြပြီးမြေလိုတွေက မလွှမ်းနဲ့မခွာနဲ့ဖြစ်နေကြတယ်ဗျာ။ဟေး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 ။ငါတော့ဒူပါတယ်ကွာ။မင်းရဲ့မိဘတွေကိုခေါ်ပြီးတော့ဒီကိစ္စကိုအမြန်စီစဉ်ကြတာပေါ့။ကဲငါရဲ့သမီးလေးကတော့ဆူအောက်သွားပြီ။ဟေးဟေး။ဟွာလေး ျွန်တော်ပပေါ်ကြချင်တယ်ယူလဲယူချင်ပါတယ်ဒါပေမဲ့ကျွန်တော်မှာပိတ်ဆက်မှမရှိတာဟေးငါ့ကိုငွေစကားမပြောနဲ့ကွာငါသဘောကောက်လို့ပေးလို့ယူထားနော်ပိတ်ဆက်ကဒီကမဟုတ်ဘူးမင်းကိုသဘောကျလို့ငါသမီးတစ်ယောက်လို့ကိုပေးလိုက်တာကွာဒါပေမဲ့မင်းအသေးချာလေးကြိုက်တွင်တော့မဟုတ်ရင်ငါနဲ့တွေ့မယ်မေမာတရားအလကားရမှာဆိုတော့လောလောလေးအတော့ကိုဝမ်းတာသွားခဲ့တာပေါ့ ဒါပေမဲ့မတည်သေးတဲ့ဖေအိုကြီးကိုလည်းမိထားလို့မရတာကြောင့်အဖေအိုကြီးကိုလည်းသူတို့နဲ့တူ စေတမရွာကလေးကိုခေါ်လာခဲ့ပါတယ်။သူတို့မိသားစုတွေအားလုံးလည်းတစုတစီတဲ့နေထိုင်ခဲ့ကြပြီးပျော်ရွှင်နွေးတဲ့မိသားစုလေးကိုရရှိပိုင်ဆိုင်ခဲ့ပါတယ်။တူကစေတနာဆိုရင်တူကမိတာထားပေးခဲ့တာကြောင့်ချစ်ချေးမိတာတွေနဲ့ဘလောက်တော့ပြောစရာကောင်းလိမ့်မလဲဗျာ။ ဒါပေမဲ့ဆရာသမားနန္ဒာဟာအသက်ရတခုကိုရောက်မှာတော့မြေချောလေးကိုဆုတ်ခွာပြီးတော့သာသနာဘောက်ကိုဝရောက်သွားခဲ့တယ်ဗျာသူဟာအခြေစားနေရဲ့ဘိုးကြီးကျောင်းမှာပဲတည်ကမ်းစီးလိုက်ပြီးတော့တသက်လိုထိုကျောင်းမှာပဲနေတိုင်းကြည်ကြံသွားခဲ့ပါပြီဒီဇလန်လေးမှာတော့ပြောစရာများစွာမရှိပါဘူးကိုကစေတနာထားရင်ကိုကိုမေတ္တာထားမဲ့သူ ရောက်လာမှာဖြစ်တယ်ဗျာကံကောင်းရင်တော့မိမတို့အလက်ကားရအောင်မှာဆိုတာကိုနောင်နောင်ကလက်တွေ့ပြသွားခဲ့တာဖြစ်ပါတယ်